တော့ကျမတို့စိတ်နဲ့ပတ်သက်တာပြီးသွားပြီစေတသိက်ကိုဆက်ရစေတသိကံပုတ်ဤဝဇနတနှမျိုးအသေးပဲပဲရှိပါတယ်စေတသိက်ဆိုတာဘာလဲကြည့်အောင်စိတ်နဲ့ဆက်သောဖြစ်ခြင်းရှိသည်ဖြစ်၍စိတ်နဲ့ဖြစ်တတ်သောကြောင့်စေတသိက်ဖြစ်ဒါကြောင့်စေတသိက်ဆိုတာစေတသိကစေတသိကဆိုတာစိတ်နဲ့အတူဖြစ်တတ်တယ်စိတ်နဲ့အတူချုပ်တာဟောပဲစိတ်နဲ့ဆက်သောဖြစ်ခြင်းရှိသည်ဖြစ်၍ဆို အဲ့တော့စိတ်နဲ့အတူဖြစ်တဲ့ဧကုတ်ပါဒါကိုလှမ်းယူလိုက်တာစိတ်နဲ့ဆက်သောဖြစ်ခြင်းရှိသည့်ဖြစ်၍လိုင်းကြားမှာအဓိကစိတ်၌ဖြစ်တတ်သောကြောင့်သူရဲ့ဟလာစေတသိက်ဆိုတဲ့ဘက်ကနေပြီးတော့ subject အနေနဲ့ကတ္တာအနေနဲ့ယူစိတ်၌ဖြစ်တတ်သောကြောင့်၌ဆိုတဲ့အတွက်ကြောင့်နေရာကိုပြထားတာနော်စိတ်၌ဖြစ်တတ်သောကြောင့်စေတသိက်ဘာကြောင့်စိတ်၌ဖြစ်လဲလို့ထပ်မေးတော့မှစိတ်နဲ့ စက်သောဖြစ်ချင်းရှိတယ်ဆိုရင်စာဖတ်ရင်အဲ့လိုဖတ်သွားမယ်အဲ့တော့ဒီကမင်းကစိတ်နိုင်ဖြစ်တဲ့သောကြောင့်စေတသိက်စိတ်မှာဘလို့ဖြစ်တာလဲအတူဖြစ်တယ်အတူချုပ်တယ်အာယုံတူတယ်မိယာတူတဲ့အတွက်ကြောင့်ဒါကိုပဲသံတယောကရှင်နေလို့မတော့ငါဒါကြောင့်နောက် definition ပေါ်လာတယ်စိနိုင်ရှင်တတ်သောကြောင့်အဲ့တော့နှစ်ချက်ကြက်လိုက်ရင်စိနိုင်ဖြစ်တတ်သောကြောင့်စိနိုင်ရှင်တတ်သောကြောင့် စေတသိက်မိပါတယ်စိတ်မှာဘလို့ရှင်လဲလို့ပြောရင်စိတ်နိုင်ရှင်နေကိုပြောပါဆိုရင်တံပြောကအင်ကဘယ်နှချက်ရှိလဲ၄ချက်ရှိတယ်ဒါကြောင့်ရှင်နေစာတံပြောကအတူပြေအတူချုပ်အာယုန်တူမိယာတူဒါဟုတ်ပဲစိတ်နိုင်ရှင်နေစိတ်နိုင်ဖြစ်တတ်တယ်ဆိုတာပါလေလို့ပြောရင်ဘာကြောင့်စိတ်နိုင်ဖြစ်လဲလို့သုံးရင်နော်စိတ်နဲ့ဆက်သောဖြစ်ချင်းရှိသည်ဖြစ်၍စိတ်နိုင် ဆက်တော်ဖြစ်ချင်းရှိသည်ဖြစ်ရဆိုတော့တစ်ဖြက်ဒါကိုဖြက်ထားမြင်းဆောင်ဖြက်အဲ့ဒါဝိသေသနာဘာကြောင့်စိတ်နဲ့ဆက်တော်ဖြစ်တယ်လို့သုံးတယ်စိတ်မှာဖြစ်တယ်လို့ဒီလိုလေးကြည့်သွားမယ်ဒီလေးရပြီနော်ဒီဒါဆိုရင်အောက်မှာစိတ်ကိုကြတော့စိတ်နဲ့စေတသိက်ကအတူတူဖြစ်တာပဲမဟုတ်လားဒါဆိုရင်စေတသိက်ကြတော့စိတ်နဲ့ဖြစ်တတ်တယ်စိတ်နဲ့ဆက်တော်ဖြစ်ချင်းရှိတယ်လို့သုံးရင်စိတ်ကိုကြရင်လည်း စေတသိက်နဲ့ဆက်တော့ဖြစ်ချင်းရှိတယ်လို့သုံးတင်တာပေါ့တဲ့ဘာလို့မသုံးတယ်လဲခေါင်းစဉ်ဆက်ပြီးပူဇော်ပေးပါဦးစိတ်ကိုစေတသိက် ိုင်းပိတ်ပဲလိုက်တော့နော်တစ်ပိုက်တစ်ပိုက်ချင်းကြည့်သွားလိုက်အဲ့တော့စိတ်ကလည်းစေတသိမ့်နဲ့အတူဖြစ်တာပဲအတူချုပ်တာပဲဟုတ်တယ်နော်အဓိကတော့စိတ်ရဲ့တံပြောကအင်္ဂါစာမရှိဘူးစေတသိမ့်ပိုင်းကြရင်တာတံပြောကအင်္ဂါဟလာစိတ်နဲ့အတူဖြစ်ခြင်းစိတ်နဲ့အတူချုပ်ခြင်းစိတ်နဲ့အာယုံတူတယ်စိတ်နဲ့မြီယာတူတယ်ဆိုတော့စေတသိက်ကြရင်အဲ့လိုသုံးတယ်ဟလာစိတ်တုံးကကြတော့စေတသိက်နဲ့အတူဖြစ်ပါတယ်စေတသိက်နဲ့အတူချုပ်ပါတယ် စေတသိက်နဲ့အာယုံတူပါတယ်စေတသိက်နဲ့မှီယာတူပါတယ်လို့ဆိုခဲ့ဘူးလားမဆိုခဲ့ဘူးဘာကြောင့်လဲသိနဲ့စေတသိက်မှာဘသူဒီဥစည်းကောင်းဆောင်စိတ်ကဥစည်းကောင်းဆောင်ဒါကြောင့်စိတ်မရှိရင်စေတသိက်ဆိုတာမရှိနိုင်ဒါပေမဲ့စေတသိက်မရှိဘဲနဲ့ဖြစ်လို့ရတဲ့စိတ်တွေမရှိဘူးလားရှိတယ်ဒါကြောင့်စေတသိက်ပေါင်း52ပါးဆိုပေမဲ့52ပါးသော စေတသိက်တွေအကုန်ရှိမှစိတ်ဖြစ်တာမဟုတ်ဘူးဟုတ်လား စိတ်တစိတ်မှာတချို့စိတ်ဆိုလို့ရှိရင်စိတ်တစိတ်52ပါးတည်းက9ပါးပဲရှင်တာမရှိဘူးလားဖေးတစိတ်ဆိုသဘာစိတ်က9ပဲကိုတချို့စိတ်တွေဆိုရင်စေတသိက်10ပါးပဲရှင်တာရှိမယ်တချို့စိတ်ဆိုရင်17ပါးရှင်တာရှိမယ်အချို့စိတ်ဆိုရင်12ပါးရှင်တာရှိမယ်အချို့စိတ်တွေဆိုလို့ရှိရင်ဟာလား16ပါးရှင်တာရှိမယ်18ပါးရှင်တာရှိမယ်20ရှင်တာရှိမယ်28ရှင်တာရှိမယ်အများဆုံးရှင်တာပြောရင်38ပဲ ဒါသိထားမယ်ဒါကြောင့်စေတသိက်မရှိဘဲနဲ့စိတ်ဖြစ်လို့ရတယ်ဒါပေမဲ့စိတ်မရှိဘဲနဲ့တော့စေတသိက်ပဲဒါလေးပဲမှတ်ထားရုံဒါကြောင့်ပြန်ကြည့်ရင် စေတသိက်သည်စိတ်မရှိတော့အချင်းခတ်သိမဖြစ်နိုင်တော့ကြောင်းအဲ့ဒါလေးကမိန်းမယ်လိုင်းကြစားနော်စေတသိက်သည်စိတ်မရှိတော့အချင်းခတ်သိမဖြစ်နိုင်တော့ကြောင်းအယောင်လေးခြေလိုက်မယ်စိတ်နဲ့ကင်း၍အာယုယူခြင်းကမစွမ်းနိုင် ါးလေးပဲမိမ့်မယ်။အဲ့ဒါပြီးပြီဆိုရင်ဒါဘုဒ္ဓပြတာလေစေတသိက်အကြောင်းကိုပြသွားတယ်။ငင်းဆောင်ဆက်လာစိတ်တည်ကစိတ်ကြောင့်ပြန်ပြတယ်။စိတ်တည်ကအချို့သောဝိတ္တစသောစေတသိက်များကျင်းပြီးတော့လေအာယုံမှာဖြစ်နိုင်လားမဖြစ်နိုင်လား။ဝိတ္တစွာအာယုံကိုတင်ပေးတယ်ဆိုဝိတ္တမပါဘဲနဲ့ရောအချို့စိတ်တွေအာယုံမတက်နိုင်မှာတက်နိုင်တာပဲဒါကြောင့်ねအာယုံကိုယူနိုင်တယ်ဒါကြောင့်ဘယ်လိုယူရလဲစေတသိက်ကိုသာလေ စိတ်နဲ့စက်တော့ဖြစ်ချင်းရှိတယ်လို့ဆိုရခြင်းဖြစ်ပါတယ်ရှင်းပါပြီနော်ကဲဒါဒီနံပါတ်1 definition ကနေပြောတယ်အဲနံပါတ်1 definition မှာစေတသိက်ဆိုတာဘာလဲပြောရင်စိတ်နိုင်ဖြစ်တတ်သောကြောင့်ဘာကြောင့်စိတ်နိုင်ဖြစ်တတ်တယ်လို့သုံးရကြလဲလို့မေးရင်စိတ်နဲ့စက်တော့ဖြစ်ချင်းရှိလို့ဒါဆိုရင်စိတ်နဲ့စက်ပြီးဖြစ်တယ်ဆိုရင်စေတသိက်ကစိတ်နဲ့စက်ပြီးဖြစ်တယ်ဆိုရင် စိတ်ကိုလေစေတသိက်နဲ့ဆက်ရဖြစ်တယ်လို့ဆိုလို့ရမရဆိုရင် မရပါဆိုတာနဲ့ဖြေမယ်နားလေပြီကဲလာပြီးသွားပြီဆိုရင်နောက်တစ်ခု နောက်တစ်ချက်ကစိတ်နဲ့ဆက်ပြီးတော့ဖြစ်တတ်တယ်ဆိုရင်နဲ့စိတ်နဲ့ဆက်ပြီးဖြစ်လို့ရတာက စေတသိက်52ပါးလေးကဘယ်နှပါးပဲအမြဲဆက်တာခုနှစ်ပါးပဲဒါဆိုရင်စိတ်နဲ့ဆက်လို့ရတဲ့ဖတ်တာဝေဒနာတင်ညာအစရှိတဲ့ခုနှစ်ပါးကိုသာလေး စေတသိက်ကြီးပဲခေါ်ပေါ်တဲ့ဟုတ်လားဒါကြောင့်စိတ်နဲ့သက်သွေရဖြစ်ရတော့ဖတ်တာဝေဒနာစသည်ကိုစေတသိက်လို့ခေါ်ရင်တဲ့တစ်ချက်စိတ်ကလည်းသူကြီးတက်တက်ဖြစ်လို့ရလို့လားမရဘူးစိတ်ကလည်းဘာသူနဲ့တွဲရတယ်စေတသိက်နဲ့တွဲရတဲ့အတွဲကြောင့်တဲ့အဲ့ဒီစိတ်ကိုလည်းစိတ်နဲ့သက်သွေပြီးဖြစ်ရတဲ့ဖတ်တာတွေကိုစိတ်နဲ့သူဖြစ်ရတဲ့အတွဲစေတသိက်လို့ခေါ်တယ်ဒါနာမည်နာမည်ဟုတ်ပြီနော်ဖတ်တာဝေဒနာတင်ညာ စတဲ့စိတ်တသိတ်တွေကြီးဘာနဲ့ဆက်သွယ်ပြီးဖြစ်ရလဲစိတ်နဲ့ဆက်သွယ်ပြီးဖြစ်ရတဲ့အတွဲကြောင့်ဘလို့သုံးရစေတေတိကဒါပါဠိစကားလုံးဒါဆိုရင်စိတ်ကလည်းဖတ်တာဝေဒနာတို့နဲ့အမြဲရှင်တွဲဖြစ်ရလားမဖြစ်ရလားဒါဆိုရင်စိတ်ကိုလည်းဖတ်တိက ဝေဒနိကလို့ဆိုလို့ရမရဟာလေလားမသိဘူးဒါပါဠိစကားလုံးသဘောပေါက်လားပြန်ပြောမယ်အာယုန်နေနေစာစိတ်နဲ့ဆက်သွယ်ပြီးတော့ ရှိရတဲ့ဖတ်တဝေဒနာတင်ညာအစရှိတဲ့တရားတွေကိုစိတ်နဲ့ဆက်ပြီးတော့ဖြည့်ရလို့စေတသိကလို့ခေါ်ရရင်တဲ့ဆက်ပြီးသွားပြီစိတ်ကိုယ်တိုင်ကလည်းဖတ်တဝေဒနာအစရှိတဲ့စေတသိက်တွေနဲ့ရှင်တွဲပြီးဖြည့်ရလားမဖြည့်ရဘူးစိတ်တိုင်းစိတ်တိုင်းပြီးဖတ်တာအစရှိတဲ့ခုနှစ်ပါးတော့အမြဲပါလားမပါဘူး ထတ်တဝေဒနာသိညာစေရနာဧကကရာဇီဝိတိန်တိမနတိကာကဒီခုနှစ်ပါးနဲ့ကင်းပြီးတော့စိတ်ချရိုးထုံးစံမရှိတော့စိတ်နဲ့ဆက်တွယ်ပြီးဖြည့်ရတဲ့ထတ်တအစားရှိတဲ့90နဲ့နှစ်ပါးလုံးကစိတ်နဲ့ဆက်တွယ်ပြီးဖြည့်ရတာကြီးပဲစိတ်မရှိရင်မဖြစ်နိုင်ဒီဒီရှင်းလားထတ်တအစားရှိတဲ့92ပါးသောသဘောတရားတို့သည်စိတ်မရှိရင်ဖြစ်ခွင့်မရှိတဲ့အတွက်ကြောင့်အဲ့ဒီထတ်တစတဲ့92ပါးသည် စိတ်နဲ့ရှင်တွဲစိတ်နဲ့ဆက်ပြီးတော့ဖြစ်ရတဲ့အတွက်စေတသိကလို့ခေါ်တယ်ဒီထိလိုက်နိုင်လားဒါဆိုရင်စိတ်သက်ကပြန်ကြည့်မယ်စိတ်ကိုယ်တိုင်ကလည်းအခြားစိတ်တသိတွေမပါရင်ထားခုနှစ်ပါးသောဒီတရားနဲ့တော့ရှင်တွဲဖြစ်ရလားမဖြစ်ရဘူးဒါဆိုရင်စိတ်ဒီဖတ်တာနဲ့ရောရှင်တွဲဖြစ်ရလားမဖြစ်ရဘူးဝေဒနာနဲ့ရောပညာနဲ့ရောဘယ်စိတ်ဖြစ်ဖြစ်ဒီခုနှစ်ပါးသောတရားပါရင်ဖတ်တာမပါဘဲနဲ့စိတ်ဖြစ်လို့ထုံးစံ ရှိဘူးဝေဒနာမပါဘဲနဲ့လည်းမဖြစ်တဲ့အတွက်ကြောင့်စိတ်ကိုလေတဲ့ဖတ်တာနဲ့ရှင်တွဲဖြစ်ရလို့ဖတ်တိကလို့နာမည်ပေးမယ်တဲ့ဝေဒနာနဲ့ရှင်တွဲပြီးတော့ဖြစ်ရတဲ့အတွက်ဝေဒနိကလို့နာမည်ခေါ်လို့မရဘူးလားဒီလိုကြောယူစိတ်ကိုဖတ်တာနဲ့ရှင်တွဲဖြစ်တဲ့အခါဖတ်တိက ဝေဒနာနဲ့ရှင်တွဲရင် ဝေဒနိကတင်ညိကစေဒနိက မနတိကာကအစဒီမနတိကာနဲ့တွဲမယ်ဆိုရင်မနတိကာကအဲ့ဒီပုံစံမျိုးတွေနဲ့တွဲပြီးတော့ခေါ်လို့ရမရအဲ့တော့စိတ်နဲ့စိတ်တိတ်မှာဘယ်ဟာကခေါင်းဆောင်ခေါင်းဆောင်ကိုလိုက်ပြီးတော့ဒါနောက်လိုက်တော့ထင်ရှားရုံထုံးစံရှိတယ်နောက်လိုက်ကိုလိုက်ပြီးတော့ခေါင်းဆောင်ထင်ရှားရုံမရှိတဲ့အတွက်ကြောင့်စိတ်ရဲ့နောက်မှာအမြဲလိုက်ရတဲ့ခေါင်းဆောင်စိတ်မပါပဲဖြစ်ခွင့်မရှိတဲ့ခတ္တအစားရှိတဲ့52ပါးကိုခေါင်းဆောင်စိတ်ကိုလိုက်ပြီးတော့ စေတသိက်ကခေါ်ရတော်လေဖတ်တာဝေဒနာစတဲ့နောက်လိုက်တွေကိုလိုက်ပြီးတော့စိတ်ကိုဖတ်တိကလို့ခေါ်ရုံဆုံးစံမရှိပါဘူးဒါပဲအဲ့တော့ဖတ်လို့ရသွားပြီစိတ်နဲ့ဆက်သွယ်၍ဖြည့်ရတော့ င်းပိတ်လိုက်တော့ဒါဆိုရင်စိတ်နဲ့စိတ်တသိမ့်မှာဘယ်ဟာဒီဥစည်းကောင်းဆောင်ဒါလေးပဲမှတ်ထားလိုက်ဟလာစိတ်သည်အာယုံကိုရအောင်ယူပြီးဖြစ်ကြတယ်ဒါကြောင့်စိတ်အာယုံယူတဲ့နောက်ကသာစိတ်တသိမ့်ကလိုက်ရတယ်စိတ်ဖြစ်မှသာလေစိတ်တသိမ့်လိုက်ဖြစ်ရတယ်စိတ်သာမဖြစ်ခဲ့ရင်စိတ်တသိမ့်သူ့ကြီးပဲဖြစ်လို့ထုံးစံမရှိစိတ်ချုပ်လိုက်တာနဲ့ခေါင်းဆောင်ချုပ်တဲ့အတွက်ကျဲပဲစိတ်တသိမ့်ချုပ်ရစိတ်တသိမ့်ချုပ်လို့စိတ်ချုပ်ရတာမဟုတ်ဘူးစိတ်ရှိလို့သာ ေတသိက်ဖြစ်ပါတယ်ဧကုတ်ပါဒစိတ်ချုပ်သွားလို့ဒါရင် စေတသိက်ချုပ်ရပါတယ်ဧကနိရောဓစိတ်အာယုယူလို့ဒါရင်စေတသိက်ကလည်းလိုက်ယူရပါတယ်ဧကရမဏစိတ်ရဲ့မိယာပေါ်မူတည်ပြီးတော့ဒါစေတသိက်ကလည်းလိုက်မိရပါတယ်ဧကဝိတုကဒါကြောင့်စိတ်နဲ့ဆက်သောဖြစ်ချင်းရှိတဲ့ထပ်သစတဲ့52ပါးကိုစေတသိက်ကဟုဆိုရပါတယ်ဒါ definition ကနေမိကွန်းထွက်သွားတာ စိတ်နှင့်သက်သောဖြစ်ခြင်းရှိသည်ရှိ၍စိတ်၌ဖြစ်တတ်သောတရားကို စေတသိကဟုခေါ်ပါသည်။ဘာကြောင့်စိတ်၌ဆက်ပြီးတော့ဖြစ်ရတာလဲ။စိတ်နဲ့ဆက်ဖြစ်ရင်စေတသိက်လို့ပြောရင်စိတ်ကိုယ်တိုင်ကလည်းဖတ်သစတာတွေနဲ့ဆက်ဖြစ်တဲ့အတွက်ကြောင့်ဖတ်တိက ဝေဒနိကလို့ခေါ်ပါလားဆိုတဲ့ question ဖြစ်ရတာ။နားလည်ပြီနော်။အဲ့တော့ဘာနဲ့အဲ့ဒီသောဒနာဒါသောဒနာဆိုတာမိကုန်ထုတ်လိုက်တာ။ သောရဏာကိုဘလို့ဖြည့်ရှင်းလိုက်လဲနောက်လိုက်ခေါင်းဆောင်နဲ့ဖြည့်ရှင်းတယ်လောကကြီးမှာခေါင်းဆောင်ကိုဆွဲပြီးလို့ဒါနောက်လိုက်တို့ထင်ရှားရရှိတယ်နောက်လိုက်ကိုဆွဲ၍ခေါင်းဆောင်ထင်ရှားရမရှိဒါကြောင့်စိတ်ကိုဆွဲပြီးတော့ဖတ်တာစသည်လို့ဒီထင်ရှားရတဲ့အတွေ့စေတသိက်ကခေါ်ရပါတယ်ဒါပဲမိမ့်မယ်ဘာကြောင့်လဲစိတ်ဒီပဓာနာကြလို့ဆိုတော့ဒီလောက်နဲ့ဆိုကျမတို့ရှင်းပြီလားမရှင်းဘူးလားရှင်းတော်လေဟဲ့လား ဒီနေရာမှာနောက်ထပ်မေကုန်ထက်တယ်ဟဲ့လားခေါင်းဆောင်ကိုဆွဲပြီးတော့နောက်လိုက်တယ်ရှင်ရှားယူဖြစ်တယ်ခေါင်းဆောင်သာလင်ဗဒာနာကြတယ်ဆိုရင်တဲ့စိတ်ဖြစ်တိုင်းအခြားစိတ်တသိတွေမပါဘူးတဲ့ဒါပေမဲ့ဘယ်နှပါတော့အမြဲပါရခုနှစ်ပါးဒါဆိုရင်ဖတ်သစားတဲ့တပ္ပစိတ်တသာဓာရဏစေတိတ်ခုနှစ်ပါးသည်စိတ်ဖြစ်တိုင်းစိတ်ဖြစ်တိုင်းပြည့်တဲ့အတွက်ကြောင့်ဗဒာနာကြလားမကြလားကြပြန်နေတဲ့ဒါဆိုရင်ဗဒာနာကြတာခေါင်းဆောင်ဆိုရင်တဲ့ ဖတ်သစတာတို့ကလည်းပဒါနကြလားမကြဘူးလားကြတဲ့အတွေ့အကြောင်းနဲ့သူ့ကို အရေးကြီးတဲ့ပဒါနအနေနဲ့ပေါ်ထုတ်လို့မရဘူးလားတဲ့အဲ့တော့ဥပမာလေးပြန်ခြေပြတယ်ဖတ်လိုက်ပါအောင်ဘယင်ထွက်တော်မူလာရာ ာယုံယူတဲ့အခါမှာစိတ်ကအာယုံယူတဲ့အတွက်ကြောင့်ဗဒနာခေါင်းဆောင်ဆိုရင်နဲ့စိတ်ယူတဲ့အာယုံကို တွေးကြည့်တာကဖတ်တာစိတ်ယူလိုက်တဲ့အာယုံကိုခံစားမှာကစိတ်ယူလိုက်တဲ့အာယုံကိုမှတ်မှာကဒါဆိုရင်စိတ်ကအာယုံယူယုံပဲယူပေးတာတွေးကြည့်တာမှတ်တာခံစားတာတွေကစေတသိက်တွေမဟုတ်လားဒါဆိုရင်စိတ်ဖြစ်တိုင်းဒီခုနှစ်ပါးကတော့အမြဲပါမယ်ဆိုရင် စိတ်နဲ့အတူဗဒာနာကြလာတယ်တဲ့ဒါဆိုရင်သူတို့ကိုလည်းနာမည်လေးကျင့်ပြီးတော့သူကဒီဆရာဒီဘက်ကိုပဲပြန်ရှုတာဖတ်သားတို့လည်းအရေးကြီးတာပဲတဲ့ဒါကြောင့်ဖတ်တိကဘာညာဖော်ဖို့တဲ့ဆိုတော့စိတ်ဖြစ်တိုင်းဒီခုနှစ်ပါးကတော့ဗဒာနာကြတယ်ဆိုပေမဲ့အဲ့လားစိတ်မဖြစ်တာနဲ့သူတို့ဖြစ်ခွင်းသူတို့ရဲ့မှတ်သားတို့တွေးထီတာတော့အရာမရောက်တော့ဘူးဒါကြောင့်မင်းတရားကြီးထွက်လာပြီဆိုလို့ရှိရင်တက်တော်ဆောင်လည်းပါရမယ်မူကြီးမတ်ရာလေးလည်းပါရမယ်မိဖုရားလည်း ပါရမယ်နောက်လိုက်ဘိုးပါလေပါပေမဲ့မိဖုရားကြီးထွက်လာပြီနောက်လိုက်ဘိုးပါကြီးထွက်လာပြီတက်တော်ဆောင်ကြီးထွက်လာပြီတို့မပြောမင်းတရားကြီးထွက်ပြီဆိုတဘာတဲ့ငောင်စင်းစင်းတော့ဘရောမမလာအောင်နောက်ပါပါလာသလိုပဲဟဟလာစိတ်ထွက်ပြီဆိုတာ ਨੇ တဘာတဲ့ငောင်စင်းစင်းမပါဘူးဖတ်တာလည်းပါမာတဲ့ဝေဒနာလည်းပါမယ်ဆိုဘယားဗဒါနာဒါကြောင့်ဟလာနောက်လိုက်ဖြစ်တဲ့ဖတ်သားတို့ဒီပဒါနာကြတယ်ဘယင်ကြီးဟလာတယောက်ဖြစ်ထလာဖို့ဆိုရင်တက်တော်ဆောင်ရောအရေးကြီးလားမကြီးဘူးလား ရှေ့ကနေလမ်းရှေ့မဲ့သူရောကြီးတာပဲဟုတ်လားရှေ့ပြေးလဲကြီးတယ်လို့ဒေးမှနေတာရောနောက်လိုက်ကရောအကောင်အရေးကြီးတာပဲဒါပေမဲ့သူတို့ကိုလိုက်ပြီးတော့ထဲ့မပြောတော့ဒါမဲ့ဘရင်ပါပြီဆိုတာနဲ့ကျန်တာအကုန်ပါပြီးသားတယ်လို့စိတ်ပါပြီဆိုတာနဲ့ကျန်တာပါပြီးသားပါပဲဆိုအဲ့တော့ရှူတောင်လေးကဘာလဲဆိုစာမေးခွဲအတွက်ဟုတ်လားခုစာချက်ပြီစာချက်ရင်စေတသိက် definition ချက်တော့စေတသိက် definition နှစ်ချက်ရှိတယ်ဘာလဲ စိတ်၌ဖြစ်တတ်သောကြောင့်စိတ်တည်းဘလို့စိတ်မှာဖြစ်တာလဲစိတ်နဲ့ဆက်သောဖြစ်ခြင်းစိတ်နဲ့ဆက်သောဖြစ်ခြင်းရှိတယ်ဆိုရင် စိတ်နဲ့အတူဖြစ်ရစိတ်နဲ့အတူချုပ်ရမချုပ်မချင်းလဲစိတ်နဲ့အတူရှိနေရစိတ်စားဖြစ်ရင်လဲစိတ်တည်းဖြစ်မယ်စိတ်မချုပ်မချင်းလဲစိတ်တည်းရှိနေရစိတ်အာယုန်ယူနေသမျှလဲစိတ်မီယာရှိနေသမျှလဲ ဒါကိုပဲစိတ်နဲ့စက်တော့ဖြစ်ချင်းရှိတဲ့အတွေ့ဆိုတာလေတန်တရောကလက္ခဏာ၄ချက်ကိုယူပြီးတော့မှစိတ်၌ဖြစ်တတ်တယ်လို့စကားတစ်လုံးနဲ့သုံးတယ်။ဒါကြောင့် definition ယူရေးစိတ်ကတိ definition ကိုပြောပါဆို number 1စိတ်၌ဖြစ်တတ်သောကြောင့် main နဲ့အဲ့တော့မှလက်သေးခွင်းထဲမှာထည့်ထားဘလို့စိတ်မှဖြစ်တတ်ကြလဲစိတ်နဲ့စက်တော့ဖြစ်ချင်းရှိလို့ ။ဒါဆိုရင်စိတ်နဲ့စက်သွဲ့ဖြစ်ချင်းရှိတာကိုစေတသိက်လို့ခေါ်ရင်ဖတ်တာစားရှိသည်လို့နဲ့လေစိတ်ကသွားပြီးတော့စက်ပြီးဖြစ်ရရင်စိတ်ကိုလည်းဖတ်တိကဘာညာခေါ်ပါလားဆိုရယ် question ပေါ်လာတယ်။ဒါနံပါတ်1ကနေထွက်တဲ့ question ။ဟုတ်ပြီနော်။ဒါပေမဲ့စိတ်ဖြစ်ရင်ဖတ်တာတော့လာဖြစ်ပေမဲ့စိတ်မရှိဘဲနဲ့ဖတ်တာဖြစ်ရောထုံးစံမရှိဘူး။ဒါကြောင့်စိတ်ဒီပဓာနာဖြစ်တဲ့အတွက်ကြောင့်ခေါင်းဆောင်နဲ့တင်စားပြောတယ်ဒါလေးတစ်ချက်မှတ်ထားလိုက် ဟုတ်ပြီနော်နောက်တစ်ချက်နံပါတ်1 definition ကစိတ်၌ရှင်တတ်သောကြောင့်စေတသိက်စိတ်၌ရှင်တတ်တယ်ဆိုရဲစေတသိက်ရဲ့တဘာဝကြတော့ဧကုတ်ပါဒစသည်ဖြင့်သံပယောက လက္ခဏာကိုမူတည်ပြောတယ်လို့ပဲမှတ်ထား။ဒါဆိုရင်စိတ်ကဥသိကောင်းဆောင်ဗဒါနကြတဲ့အတွက်ကြောင့်နာမည်ထင်ရှားတယ်ဆိုရင်စိတ်ဖြစ်တိုင်းဖတ်သားရတဲ့ခုနှစ်ပါးကလည်းအမြင်ပါလို့ဗဒါနလို့မတော်ဘူးလားလို့ပြောရင်မတော်ဘူး။ ဒါလည်းပါလေမင်းတရားထွက်ပြီဆိုတာနဲ့နောက်လိုက်တွေအကုန်ပါသလိုပဲစိတ်ပြင်းစံနာတွေပါလို့ပါဆိုပြီးဒီ question ပဲဒါဆိုရင်သောဒနာ question နှစ်ချက်ရှိသွားတယ်ဆိုတာလေးမှတ်ထားမယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒါလေးတွေကမေးတော့မေးခဲ့ပါလေဒီကကြည့်ရမှာဝဇနဆာနှစ်မျိုးအတိတ်ပဲဒါလေးမှတ်ထားရုံနဲ့ကဲနောက်တစ်ချက်စိတ်အခြင်း89 စိတ်အခြေ120ကျေလို့အရေအတွက်တွေသာများတော်လေဘာဖြစ်လဲလက္ခဏာအားဖြင့်ကတော့ဒါကြောင့်ကျမတို့သမုတ်စည်းပိုင်းမှာလေပရမတ်ထတရားတွေကိုသဘောတူစုစည်း၍ကြားရသည်သမုတ်စည်းပိုင်းဆိုရှင်းခဲ့တယ်ဟုတ်လားစိတ်ပေါင်း80ရှိတော်လေစိတ်ကို အာယုံတည်ခြင်းရှိရကြောင်းတည်ထည်ယူခဲ့ရတယ်စိတ်တိတ်52ပါးကြတော့သဘောလက္ခဏာ52မျိုးရှိတဲ့အတွက်50နဲ့ယူပြီးတော့စိတ်တည် ေတသိက်90နဲ့ပေါင်းလိုက်တော့နန်း93ကိုနန်းတိပညာသားလို့မှတ်ခဲ့တယ်ဟုတ်လားရုပ်ပေါင်း28တဲကသဘောတရားကိုတင်ရှားရှိတာက78ပါနိဗ္ဗာန်ကတဒီလိုယူတဲ့နေရာမှာ စိတ်ဒီတဲ့ဆစ်ဆက်ကို121ဘလောက်ပြပြပါတဲ့လက္ခဏာတော့ဖြစ်ပါပဲဘာလက္ခဏာလဲအာယုံကိုသိတယ်အဲ့တော့ဖတ်လိုက်ပါ ဆောင်လေးဖြတ်ထားလိုက်ဟုတ်ပြီနော်ပြန်ပြောရအောင်အာယုံကိုတွေးကြည့်ခြင်းလက္ခဏာဆိုပါလေဖတ်တာဖတ်တာကလွယ်ပြီးအာယုံကိုတွေးကြည့်တာရှိလားရှိပါအာယုံကိုခံစားခြင်းလက္ခဏာအာယုံကိုမှတ်တာတပါးစီတပါးစီရှိတယ်လို့ဘဲဒါစိတ်တိတ်ဘက်ကထို့အတူအာယုံကိုရအောင်ယူခြင်းအပြင်သိတာလဲ စိတ်တစ်မျိုးပဲရှိတယ်ဟုတ်ပြီနော်ဒါဆိုစိတ်ကတစ်မျိုးတည်းရှိပေမဲ့ဘာကြောင့်89 120ပြားတယ်စိတ်တစ်မျိုးသာရှိရဘုံလို့ပြောရင်ဒီအထိနဲ့လုံလောက်ပြီဟုတ်ပြီနော်စိတ်တစ်မျိုးတည်းရှိရဘုံဆိုရင်ဒီတစ်ခုပဲကဲဘာစိတ်က89 120ပြားတာဘာလို့ကြောင့်လဲစက်ဖတ်မယ်သို့ရာတွင်ရှင်သက်စေတသိက်ညာမှာမျိုးမျိုးပဲ စ္ဆေ9 3စတိပြားတာဘသူတရဘယ်တရားတွေချက်လေခြင်းခံရလို့စေတသိက်အဲ့တော့သိစ္ဆေ9 3စတိဘလောက်ပြားပြားမူရင်းလက္ခဏာပြန်ပြောအာယုံကိုသိခြင်းပဲအဲ့တော့အာယုံသိခြင်းလက္ခဏာသဘောတရားတွေကနေပြီးတော့89စတိပြားသွားတာကစေတသိက်တွေမကောင်းတော့အပြည့်ရှိတဲ့သဘောရှိတဲ့စေတသိက်14ပါးချက်လေခြင်းခံရတော့ဘာဖြစ်သွားလဲအာကုသို့စေဆိုပြောင်းသွားတာကောင်းတဲ့တင့်တယ်တဲ့ ိတ်တသိတွေခြေလှယ်လိုက်တော့ကုသိုလ်စိတ်သောဘနာစိတ်တွေကြောင်းသွားရတာဒီသဘောလေးတွေပဲနားလည်ပြီနော်အဲ့တော့အကုသိုလ်ကံတွေဖြစ်သွားအောင်လဲလှုပ်တာလဲစိတ်တသိချက်ကုသိုလ်ကံတွေဖြစ်အောင်လှုပ်တာလဲစိတ်တသိချက်စိတ်တသိတွေခြေလှယ်ခြင်းခံရတဲ့အတွက်ကြောင့်ဖြစ်လာတဲ့စိတ်တို့ကြောင့်ဝိဘက်စိတ်တွေပြန်ပြောင်းရတာမဟုတ်ဘူးလားဒါကြောင့်ခွန်တော်ကစိတ်တသက်တာရဲ့စမ်းကြေသောအဓိပ္ပာယ်တွေဆိုတာဒါတွေပြောသွားတာလေကဲဘလောက်ပါလဲဒါမေးခွန်းအနေနဲ့မမေးပါဘူးဒီပိုင်းလဲမမေးဘူး